အားလုံးပဲမင်္ဂလာပါဒါကြာနေကနေပြန် ပြီးကြိုဆိုပါရစေကျမကတော့မျိုးပါဒီခါမှလည်း M5 level မင်းနာနော်နီဟွန်ကိုဖတ်စာအုပ်ထဲကသင်ခန်းစာ၈ lesson 8ရဲ့ grammar pattern လေးတွေကိုတူတူလေ့လာဖို့အတွက်ပြင်ဆင်ထားပါရနော် lesson 8ကနေစပြီးတော့ adjectives လေးတွေကိုစပြီးတော့မိတ်ဆက်ပေးပြီးပါနော်ဆိုတော့ adjective လေးတွေကိုဂျပန်လို keyoshi လို့ခေါ်ပါတယ် keyoshi kanji နဲ့ရေးမယ်ဆိုရင်ဒီပုံစံလေးနဲ့ရေးရနော် keyoshi ဆိုတော့ခဲယောရှိမှာနှစ်မျိုးရှိတယ်။ဣခဲယောရှိနဲ့နခဲယောရှိပေါ့နော်။ဣခဲယောရှိကိုဣ adjective ဆိုပြီးတော့အတူကောက်ရေးမယ်။နခဲယောရှိကိုန adjective ဆိုပြီးတော့အတူကောက်ရေးပြီးတော့သင်ခန်းစာတွေကိုရှင်းပြသွားမှာဖြစ်ပါတယ်။ဆိုတော့ grammar pattern number 1လေးကဒါပဲပေါ့နော်။ adjective မှာနှစ်မျိုးရှိတယ်။ဣ adjective နဲ့န adjective ဆိုရင် grammar pattern number 2ပေါ့နော်။နံပါတ်2မှာကကိုရီးယားစာကြောင်းတွေဆက်ပြီးပေါ့เนาะဒါဆိုလို့ရှိရင် adjective တွေကို verb ပုံစံလေးဘယ်လိုမျိုးဆက်လို့ရလဲဆိုတဲ့ပုံစံလေးပေါ့ဥပမာကြီးသောဆိုရင်ကြီးသည်လှသောဆိုရင်လှသည်စားကောင်းသောဆိုရင်စားကောင်းသည်အဲ့လိုပုံစံမျိုးလေးတွေစာကြောင်းဆက်မယ်ဆိုရင် adjective ရဲ့နောက်မှာ that ဆိုတာလေးလိုက်ပေးတယ်နော်ဒီမှာဆိုရင် noun what not adjective thus ဒါဆိုရင်ဒီ noun ကဒီ adjective that ဆိုတဲ့အတွက်ဖြစ်ပါသည်ဆိုတဲ့ပုံစံလေးနဲ့ဘာသာပြန်မယ်ပေါ့နော်ဆိုတော့ i adjective နဲ့ စက်မယ်ဆိုတော့အတူတူပဲเนาะ now what is adjective thus ဒါဆိုရင်အဲ့ဒီ noun လေးကအဲ့ဒီ adjective ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်နဲ့ဘာသာပြန်မှာဖြစ်ပါတယ်ဆိုတော့တခုခုကတခုခုဖြစ်ပါသည်ဆိုတဲ့ပုံစံလေးပေါ့မှတ်ထားရမှာကတို့တွေစာချက်ခဲ့တော့က na adjective ဆိုရင်ခွင်းစာခွင်းမဲ့လေးနဲ့ na လေးထည့်ပြီးချက်ခဲ့တယ်เนาะအဲ့ဒီ na လေးကိုထည့်ပေးကြမလို့တဲ့နောက်မှာ thus လေးတွဲတဲ့အခါမှာ na adjective အလုံးလိုက်လေးကိုလုံးလိုက်လေးတိုင်းပဲ thus နဲ့တွဲပေးရမယ်ပေါ့เนาะနောက်မှာ na ထည့်ပေးကြမလို့ဘူး ။နောက် EAG တစ်ဆိုရင်လည်းအလိုပဲကိုရီးယားချက်ခဲ့တဲ့စကလုံးတွေထဲမှာ EAG တစ်တွေမှာ E ဆိုတဲ့ဟာလေးကပါပြီးသားဖြစ်တဲ့အတွက်အဲ့ဒီ E ကိုလည်းတသက်ကြီးဖြုတ်ရှားမလို့ဒီတိုင်းလေးပဲထည့်ပြီးတော့မှ E လေးကိုထည့်ပြီးတော့မှနောက်မှ thus လေးနဲ့တွဲမယ်ပေါ့နော်။ကဲဒါဆိုရင် example sentence လေးကိုဖတ်ကြည့်ရအောင်။စန်စေဝါရှင်းစစ်စဒတ်စန်စေဝါရှင်းစစ်စဒတ်စန်စေဆရာကရှင်းစစ်စဒတ် စိတ်ရှည်တဲ့သဘောကောင်းတယ်။ဒါဆိုရင်ရှင်းဆက်စဆိုတဲ့ not adjective လေးပေါ့နော်။သဘောကောင်းသောဆိုတဲ့စကားလုံးလေးကနေ thus နဲ့တွဲလိုက်တဲ့အခါမှာသဘောကောင်းသည်ဆိုပြီးတော့ဘာသာပြန်မှဖြစ်ပါတယ်။ဒါမျိုးလေးပေါ့နော်။နောက်ထပ် not adjective နဲ့ပတ်သက်ပြီးတော့ example sentence လေး။ Asoko wa Shizuka desu. Asoko wa Shizuka desu. အဲ့ဒီနေရာကတိတ်ဆိတ်ငြိမ်သက်တဲ့ ဒါဆိုရင်ရှီစုကဆိုတဲ့ not adjective လေးကနေ thus နဲ့တွဲလိုက်တဲ့အခါမှာတိတ်ဆိတ်ငြိမ်သက်သောကနေတိတ်ဆိတ်ငြိမ်သက်သည်ဆိုတဲ့ပုံစံလေးနဲ့အဓိပ္ပာယ်တက်ရောက်သွားပါတယ်နော်ဒါဆိုရင် not adjective နဲ့ပတ်သက်တဲ့ example sentence လေးတွေပဲဖြစ်ပါတယ်။ ee adjective နဲ့ပတ်သက်ပြီးတော့လေ့လာကြည့်ရအောင်။ Fuji san wa takai desu. Fuji san wa takai desu. Fuji တောင်ကမြင့်တယ်။ဒါဆိုရင် takai ဆိုတဲ့ ee adjective လေးကိုအလုံးလိုက်လေးတိုင်းပြန်ယူတယ်ပြီးရင် thus နဲ့တွဲလိုက်တယ်။ တာကိုင်မြင့်တော့ကနေမြင့်သည်ဆိုတဲ့ပုံစံလေးနဲ့အဲ့ဒါပဲတက်ရောက်သွားပါတယ်နော်နောက်ထပ် e adjective example sentence လေးတကြောင်この本は面白いですこの本は面白いですဒီစာအုပ်ကစိတ်ဝင်စားစရာကောင်းတယ်ဒါဆို面白い e ဆိုတဲ့ e adjective လေးကိုနောက်မှ das နဲ့တွဲထားတယ်စိတ်ဝင်စားစရာကောင်းတော့ကနေစိတ်ဝင်စားစရာကောင်းသည်ဆိုတဲ့ပုံစံနဲ့ဘာသာပြန်ပါမယ်နော်ကဲဒါဆိုလို့ရှိရင်ဒီမှာ လက်ချင်ခန်းလေးတွေလောက်ရအောင်လက်ချင်ခန်းလေးမလောက်ခင်မှာဒီဘက်ကစကလုံးလေးတွေကနအဂျီတစ်ဖြစ်ပြီးတော့ဒီဘက်ကစကလုံးလေးတွေကအီအဂျီတစ်ဖြစ်တယ်ပေါ့နော်ခီတဲ့ဤတန်ရှင်းတော့လှပတော့နီကီယကစီကာတော့ဆူဆူညံ့ညံ့ဖြစ်တော့ဂန်ခီကျမတော့ယူမေကြောကြတော့နမေကြီးတော့ရှီဇုကတိတ်ဆိတ်ငိမ့်သက်တော့ဟီမအာလတ်တော့ဗန်ဒီအစင်ပြေတော့စုတဲ့ခီ နှစ်သက်ဖွယ်ကောင်းတော့ဒါကနအေဂျီတလေးဖြစ်တယ်เนาะဒီဘက်မှာ e အေဂျီတလေးတခြားလောက်ကြည့်မယ်အိုမိုရှိရောဤစိတ်ဝင်စားစရာကောင်းတော့အီအီဒုံမဟုတ်ရောဤကောင်းတော့ဒါကိုက်မြင့်တော့ဒုံမဟုတ်စီကြည့်တော့ရာဆွီစေတတာတော့အိုဤရှိစကောင်းတော့အရာတာရှိတော့ ओके ကြည်တော့ချီဆိုင်ဒေတော့ဖူရီဟောင်းအိုတော့ ကဲဒါလေးတွေကိုတို့တွေကခုနကတော့ပတ်တန်လေးဖြစ်တယ်เนาะ adjective ကနေ verb ပုံစံပြောင်းတဲ့ပတ်တန်လေးနဲ့တစ်ချက်လောက်လေ့ကျင့်ကြည့်ရအောင်ခီတဲ့ရနေပါဖြစ်သွားမလဲ thus လေးထည့်ပေးလိုက်အောင်ပဲခီတဲ့ thus လာပါတီတန်ရှင်းဒီနိကီယကနာစီကာတော့ကနေနိကီယကသစီကာတီဂန်ခီဂျမ်မာတော့ဂန်ခီသစဂျမ်မာတီ You may ကြော်ကြသော You may thus ကြော်ကြသည်ရှီဇုကတိတ်ဆိတ်ငြိမ်သက်သော Shizuka thus တိတ်ဆိတ်ငြိမ်သက်သည် Hima ala သော Hima thus ala သည် Banri အဆင်ပြေသော Banri thus အဆင်ပြေသည် Stakey နှစ်သက်ဖွယ်ကောင်းသော Stakey thus နှစ်သက်ဖွယ်ကောင်းသည် now e g တဲ့လေးတွေကိုပြောင်းမယ်ဆိုရင်လည်းအတူတူပဲเนาะ omoshiro i omoshiro i das စိတ်ဝင်စားစရာကောင်းတော့စိတ်ဝင်စားစရာကောင်းသည် e yo i ကောင်းတော့ ဣဒတ်သို့မဟုတ်ယောဣဒတ်ကောင်းသည်တကိုက်မြင်သောတကိုက်ဒတ်မြင်သည်ယာဆုဤဇေတတာသောယာဆုဤဒတ်ဇေတတာသည်အိုရှိစကောင်းသောယတာရှိသောအိုရှိဒတ်အယတာရှိသည်အိုခိကြည်သောအိုခိဒတ်ကြည်သည်ချီဆိုင်သေးသောချီဆိုင်ဒတ်သေးသည်ဖူရီဟောင်းအိုတော့ဖူရီဒတ်ဟောင်းအိုဒီကဲဒါဆိုရင်ဒီချင်းကလေးတွေနားလည်ပြီလို့ထင်တယ်နော်နောက် grammar pattern နံပါတ်2မှာပဲနော် ကရိုမတာနံပါတ်2ပဲရှိသေးတယ်เนาะအဲ့ဒီမှာပဲဘယ်လိုမျိုးလဲဆိုတော့အာဒီ now wa not adjective that ဆိုတဲ့စကားလုံးလေးဒီစာကြောင်းလေးကနေပြီးတော့ negative ပြောင်းခြင်းနဲ့အငင်းပုံစံပြောင်းခြင်းနဲ့ခုနလိုမျိုး tension သည်ကနေပြီးတော့မ tension ဘူးအစိတ်ရှည်သည်ကနေပြီးစိတ်မရှည်ဘူးစသဖြင့် negative ပုံစံလေးပြောင်းခြင်းရင်ဘယ်လိုမျိုးပြောင်းကြမလဲ not adjective that ကို negative ပြောင်းခြင်းရင် not adjective thus ကို negative ပြောင်းချင်ရင် thus လေးကိုဖြုတ်မယ်နောက်မှ ja are မှာစမ်းနေထိုင်မယ်နော် not adjective thus ရဲ့နေရာမှာ thus ကိုဖြုတ် ja are မှာစမ်းထက်သို့မဟုတ် there are မှာစမ်းထက်အတိတ်ပဲအတူတူပါပဲနော် adjective မဟုတ်ဘူးဆိုတဲ့အတိတ်ပဲနဲ့တက်ရောက်တယ်ပေါ့နော်ဆိုတော့ ja နဲ့ there ပါကွာမလဲ there ကပို့ပြီးတော့ယဉ်ကျေးတဲ့အသုံးအနှုန်းဖြစ်တယ် company မှာသုံးမယ်ဒါမှမဟုတ်ရှင်ကိုယ့်ရဲ့အထက်လူကြီးရဲ့နဲ့သုံးမယ်ကိုယ့်ထက်အသက်ကြီးရဲ့လူရဲ့နဲ့သုံးမယ်ဆိုရင် there are မှာစမ်းနေနဲ့သုံးပေးပါ not adjective negative ရဲ့ example sentence တွေ sense wa shin se zhe ja ari ma san sense wa shin se zhe ja ari ma san ဆရာက အဲစိတ်မရှိဘူးသဘောမကောင်းဘူးပေါ့နော်ဒါဆိုရင်ရှင်းစစ်စစ်ဆိုတဲ့ဒီ not adjective လေးကိုနောက်မှ thus မလိုက်တော့ဘဲနဲ့ ja ari မှာစနေနဲ့လိုက်ထားတယ် negative ပုံစံလေးနဲ့ပေါ့နော်ဒီမှာခုနကပတ်တန်လေးကိုပြန်ပြီးတော့ရေးပေးထားတာပေါ့နော်ကြည့်လားဆိုလို့ရှိရင်ရမလားနားလည်မယ်ထင်တယ်နော် not ကိုတသက်ကြီးထည့်စရာလည်းမလိုဘူးခုနကတော့ thus တွဲတဲ့ပုံစံတိုင်းအောင်ပဲ thus ကိုဖြုတ် ja ari မှာစ သေးဝအာဒီမဆန်နဲ့တွဲရင်လည်းအတိတ်ပဲအတူတူပါပဲเนาะနောက်ထပ် sentence တွေတချို့ကိုထပ်ပြီးတော့ကြည့်ကြအောင်အာဆိုကိုကရှီဇုကသေးဝအာဒီမဆန်အာဆိုကိုကရှီဇုကသေးဝအာဒီမဆန်အဲ့ဒီနေရာကမတိတ်စိတ်မငြိမ်သက်ဘူးရှီဇုကဆိုတဲ့နာ adjective လေးကိုနောက်မှာ does နဲ့မလိုက်တော့ဘူးအငင်းနဲ့လိုက်ခြင်းတဲ့အတွက်သေးဝအာဒီမဆန်နေနဲ့လိုက်ထားတယ်ကြအာဒီမဆန်နဲ့လိုက်ရင်လည်းအတိတ်ပဲအတူတူပဲเนาะဒါဆိုရင်ဒီပတ်တန်လေးအတိုင်းဖြစ်ပါတယ် thus ကိုဖြုတ်သေးဝအာဒီမဆန်လိုက် โอเคဒီနေရာကမတိတ်ဆိတ်မငြိမ်သက်ဘူးဆိုတဲ့အဓိပ္ပာယ်လေးနဲ့သက်ရောက်ပါတယ်ကဲဒါဆိုရှင် e adjective လေးတွေဆိုရင်ရော negative ဘောလို့ပြောမလဲ now ဝ e adjective သက်ကနေပြီးတော့ negative ပြောင်းကြရအောင်ဒါဆို e adjective သက်ဆိုရင် e ကိုဖြုတ်ခုနိုင်တဲ့အဲ့လိုမျိုးနေမှာပြပါเนาะ e ကိုဖြုတ်ခုနိုင်တဲ့ဒီမှာကအာဒါကကြတော့ train ချက်ပေါ့เนาะမှတ်ထားရမယ့်ဟာတစ်ခုက to re vocab မှာချက်ခဲ့တဲ့ e e your e ဆိုတဲ့ကောင်းတော့ဆိုတဲ့ adjective လေးကို negative ပြောင်းခြင်းရင် ယောကုနိုင်ဆိုတဲ့စကားလုံးလေးပဲရှိရယ်เนาะဤဤကိုဒီမှာဤတလုံးဖြုတ်ပြီးတော့ဤခုနိုင်ဆိုတာမရှိပါဘူးတဲ့ဒီယောဤရဲ့ဤကိုဖြုတ်ခုနိုင်ပေါင်းတဲ့ဟာလေးပဲရှိရယ်ဆိုတော့တခုပဲမှတ်လိုက်ပါတော့ဤဤယောဤမှာဆိုရင်သူ့ရဲ့ negative ကတလုံးပဲရှိတယ်ယောခုနိုင်ယောခုနိုင်ကိုပဲအသေးကြလိုက်ပါတော့ကဲဒါဆိုဤ adjective လေးကို negative ပြောင်းတဲ့ pattern လေးကိုရမလားဤကိုဖြုတ်ခုနိုင်တဲ့ခုနိုင်တဲ့ပေါ့နော်ဒါဆိုလို့ရှိရင် အေးဇမဆနတ်စ်လေးကိုကြည့်ကြည့်ရအောင်ခနိုဟွန်ဝါအိုမိုရှိရိုကုနိုင်းဒက်စ်ခနိုဟွန်ဝါအိုမိုရှိရိုကုနိုင်းဒက်စ်ဒီစာအုပ်ကစိတ်ဝင်စားစရာမကောင်းဘူးဒါဆိုအိုမိုရှိရိုအီဆိုတာကစိတ်ဝင်စားစရာကောင်းတော့ဒီမှာအီလေးကိုဖြုတ်မယ်အိုမိုရှိရိုနောက်အလဲမှာထည့်မလဲကုနိုင်းထည့်တယ်ပေါ့နော်အိုမိုရှိရိုကုနိုင်းဒက်စ်စိတ်ဝင်စားစရာမကောင်းဘူးရမလားဒါဆိုရင်ဘာသာပြန်တာလေးကဒီလိုမျိုးလေးเนาะဒီစာအုပ်ကစိတ်ဝင်စားစရာမကောင်းဘူး ါဆိုအောက်မှာပြန်ပြီးရေးပေးထားတယ်အာ e adjective မှာ e ကိုဖြုတ်ခူနိုင်တယ်ပေါ့နော်နောက်ထပ် sentence လေးကိုလေ့လာမယ်ဆိုရင် Yangon wa samukku nai desu Yangon wa samukku nai desu Yangon ga ma e bu samu i ဆိုတာက a do အဲ့မှာ e ကိုဖြုတ်ခူနိုင်တယ် samukku nai desu ma e bu ပေါ့နော်ဒါဆိုရင်ဒီပတ္တန်လေးတိုင်းရေးထားတာဖြစ်ပါတယ် e ကိုဖြုတ်ခူနိုင် ခုနိုင်တက်ပေါ့နော်ရန်ကုန်ကမအေးဘူးဒါဆိုရင်ရမယ်ထင်တယ်နော်ဒါဆိုရင် grammar pattern number 2ထဲမှာရှိတဲ့ adjective negative တွေက not adjective ဆိုရင် thus ကိုပြုတ်ကြာအရီမာဆန်သို့မဟုတ်ဒေဝအရီမာဆန်ထဲမှာ e adjective ဆိုရင် e ကိုပြုတ်ခုနိုင်ထဲပေါ့နော်ခုနိုင် thus ရမလားကဲဒါဆိုရင်တစ်ချက်လောက်လေ့ကျင့်ရအောင်ခုနလိုပဲเนาะဒီဘက်က na adjective လေးတွေဖြစ်တယ်ဒီဘက်က e adjective လေးတွေဖြစ်တယ်ဒါဆိုရင် negative လေးတွေပြောင်းကြည့်ရအောင်ဆိုတော့ key တဲ့ တန်ရှင်းတော့လှပတော့မတန်ရှင်းဘူးမလှပဘူးလို့ပြောခြင်းနဲ့ခီရေကြအာရီမာဆန်နီကီယာကစီကားတော့နီကီယာကကြအာရီမာဆန်မစီကားဘူးဂန်ခီကျမ်းပါတော့ဂန်ခီကြအာရီမာဆန်မကျမ်းပါဘူးယူမဲကြောကြတော့ယူမဲကြအာရီမာဆန်မကြောကြဘူးရှီစုကတိတ်ဆိတ်ငြိမ်သက်တော့ရှီစုကကြအာရီမာဆန်မတိတ်ဆိတ်မငြိမ်သက်ဘူးဟီမာ အားလက်သောဟိမကျအာရိမဆန်မအားလက်ဘူးဘန်လီအစဉ်ပြေသောဘန်လီကျအာရိမဆန်အစဉ်မပြေဘူးစတက်ကီနှစ်သက်ဖွဲကောင်းသောစတက်ကီကျအာရိမဆန်နှစ်သက်ဖွဲမကောင်းဘူးဆိုတော့ဒေဝအာရိမဆန်နေနဲ့ပေါင်းရင်လည်းအတိတ်ပဲအတူတူပဲเนาะတစ်ခေါက်မှဖတ်ပြတော့ဘူးခီရေဆိုရင်ခီရေဒေဝအာရိမဆန်ညကီရကဒေဝအာရိမဆန်နာအေဂျီတလေးတွေเนาะဒါဆိုအေဂျီတလေးတွေကိုတစ်ချက်လောက်ပြောင်းကြည့်မယ်ဤကိုဖြုတ်ခုနိုင်တဲ့ ဆိုတော့အိုမိုးရှိရိုးဤစိတ်ဝင်စားစရာကောင်းတော့မှဤကိုဖြုတ်မယ်အိုမိုးရှိရိုးခုနိုင်သည်စိတ်ဝင်စားစရာမကောင်းဘူးอีอียออีဆိုရင်တလုံးပဲရှိမယ်ယခုနိုင် this เนาะอีอีကမပြောင်းเนาะယခုနိုင် this မကောင်းဘူးတကာဤမြင်တော့တကာခုနိုင် this မမြင်ဘူးယဆုဤဈေးတတာတော့ယဆုခုနိုင် this ဈေးမတတာဘူးအိုဤရှိစာကောင်းတော့အိုဤရှိခုနိုင် this မစာကောင်းဘူးစာမကောင်းဘူးပေါ့เนาะโอเคကြည့်တော့ โอคิคุนายดัสမကြည်ဘူးချီးဆိုင်သေးတော့ချီးဆာခုနိုင်ဒัสမသေးဘူးဖူရူဟောင်းအိုတော့ဖူရူခုနိုင်ဒัสမဟောင်းအိုဘူးပေါ့เนาะကြည့်ဒါဆိုရင်လက်ချင်ခံလေးတွေကိုလည်းနားလဲသွားပြီလို့ထင်ပါတယ် ခုနကတော့ grammar pattern နံပါတ်2မှာပဲမှတ်သားစရာလေးတစ်ခုရှိပါတယ်တဲ့အဲ့ဒါကတော့ဗာလဲဆိုတော့ adjective နဲ့မေးခွန်းတစ်ယောက်ကမေးလို့ရှိရင်ပြန်ပြေတဲ့အခါမှာ hi adjective that ဟုတ်တယ်ဆိုရင်ပေါ့နော် hi adjective that လို့ပြင်မယ်မဟုတ်ဘူးဆိုရင်နေ e ရဲ့ adjective negative နဲ့ပြောရမယ်ပေါ့နော် negative adjective နဲ့ပြောရမယ်ပေါ့နော် ဒါဆိုရင် adjective နဲ့မေးခွန်းလေးတွေမေးတဲ့အခါမှာဟုတ်တယ်ဆိုရင် high adjective thus မဟုတ်ဘူးဆိုရင် e ရဲ့ negative adjective thus လေးနဲ့ပြန်ဖြေပေးပါဘယ်လိုမျိုးမဖြေရအောင်လဲဆိုတော့ adjective နဲ့မေးတဲ့မေးခွန်းကို high so thus အဲ့လိုမျိုးဟုတ်တယ်ဆိုပြီးတော့ဖြေလို့မရဘူးမဟုတ်ဘူးဆိုရင်လည်း e ရဲ့ခြေကားကြီး must အဲ့လိုပုံစံမျိုးနဲ့မဖြေရအောင်နော်ဟုတ်တယ်ဆိုရင် ဟုတ်တဲ့ adjective မဟုတ်ဘူးဆိုရင်လည်းအဲ့ adjective မဟုတ်ကြောင်းကိုအဲ့လိုမျိုးတွေပဲဖြစ်ရပါမယ်လို့ပြောထားတာဖြစ်ပါတယ်။ example sentence တွေကိုကြည့်မယ်ဆိုရင် Peking wa samuidas ka Beijing ga e la ဒါဆိုရင် e တယ်ဆိုရင်ဘယ်လိုပြန်ပြင်မလဲ။ Hi samuidas ဟုတ်ကဲ့ e ပါတယ်ဒါဆိုရင်မှန်တယ်နော်။ Okay ဒီမှာ hi so da ဆိုရင်မှားတယ်နော်။နောက်တစ်ခု Narakoan wa Nikiyaka das ka Narakoan wa Nikiyaka das ka Nara panjang ga sisi ka ka shi la ဒါဆိုရင်မရှိဘူးလို့ပြန်ဖြေခြင်းနဲ့ e ရဲ့ nikiya ka cha arimasan e ရဲ့ nikiya ka cha arimasan ဟင်အင်းမစီကားပါဘူးဒါဆိုရင်တိတ်ဆိတ်ငိမ့်သက်တယ်ပေါ့ပြောချင်တာပေါ့เนาะအဲ့ဒါမှကိုကမှားပြီးတော့ e ရဲ့ chigai mas လို့ဖြစ်ရင်အဲ့ဒီ pattern ကမှားပါတယ်တဲ့ဒါလေးကိုပြပြထားတာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ grammar pattern number 2လေးကပြည့်စုံသွားပြီလို့ထင်ပါတယ်เนาะ grammar pattern number 3လေးကိုတခြားလောက်သွားကြည့်ရအောင် adjective လေးတွေကိုဒီခေါက်မှာ noun နဲ့တွဲမယ်ပေါ့နော် adjective လေးကို noun နဲ့ကပ်ပြီးတော့ noun တစ်ခုလုံးကြီးဖြစ်သွားတဲ့ပုံစံမျိုးလေးပေါ့နော်ဒါဆိုရင် not adjective ဆိုရင်အလဲမှာ not လေးကိုရအောင်ခံပေးမယ်ဒါက main ပေါ့နော် not adjective ဆိုရင်အလဲမှာ not လေးကိုရအောင်ခံပေးမယ် EAGTIF ဆိုရင်တော့ IE နဲ့ EAGTIF လေးနဲ့တခါတည်းတွဲပြီးတော့ကတ်ယုံမယ်ပေါ့နော် EAGTIF ကတော့တသက်ကြီးအဲမှတ်စရာမလိုအဓိကက NA EAGTIF မှာ NA ဆိုတာလေးကိုပါအောင်ထည့်ပေးပါတဲ့ဆိုတော့ example လေးကိုကြည့်ကြည့်မယ်နော် sentence လေးကိုဖတ်ကြည့်မယ်မျိုးစမ်းစေဝရှင်းစစ်စနစမ်းစေသည် မျိုးစံစေဝရှင်စစ်စနာစံစေသက်ဒါဆိုရင်ဆရာမမျိုးက ရှင်စစ်စဆိုတဲ့နာ adjective လေးပေါ့နော်အဲ့ဒါကိုစံစေနဲ့ကတ်ချင်းအလဲမှာနာလေးမပါဖြစ်ထဲမယ်ရှင်စစ်စနာစံစေစိတ်ရှိသောသဘောကောင်းသောဆရာမဖြစ်ပါတယ်ဒါဆိုရင်ရှင်စစ်စဆိုတဲ့စကားလုံးလေးကနာ adjective အလဲမှာနာလေးပေါင်းထဲမယ်နောက်မှာစံစေလေးနဲ့ကတ်လိုက်တဲ့ဒီတလုံးလုံးကနောင်ဖြစ်သွားပြီနော် သဘောကောင်းသောဆရာမဒါဆိုရင်ဆရာမဆိုတာလေးကိုပို့ပြီးတော့အထူးပြုထားတယ် adjective noun လေးပေါ့နော်ဒါဆိုရင်ဒီပုံစံလေးပေါ့နော်နားလေးကိုမပါပါအောင်ထည့်ပေးပါတဲ့နောက် e adjective လေးနဲ့ပတ်သက်ပြီးတော့လေ့လာကြည့်မယ်ဆိုရင် Fujisan wa Takayamadas Fujisan wa Takayamadas Fuji town က Takai ဆိုတာကမြင့်တော်သူမှ e adjective လေးမှာ e လေးပါပြီးသားနော် Takai မြင့်တော်နောက်မှာ ရာမရာမလေးနဲ့တွဲပေးလိုက်အောင်ပဲเนาะတာကိုင်းရာမဆိုတော့တလုံးလုံးကမြင့်သောတောင်ဒါဆိုရင်တောင်ဆိုတဲ့စကားလုံးလေးကိုပို့ပြီးတော့မြင့်သောဆိုတဲ့ဟာလေးကအထူးပြုထားတယ်ဖူကြီးတောင်ကမြင့်သောတောင်ဖြစ်ပါတယ်ဒါဆို e adjective ဆိုရင်အဲ့ဒီ e လေးကပါပြီးသားဖြစ်တဲ့အနောက်မှာ noun လေးနဲ့တွဲပြီးတော့ကပ်ပေးလိုက်အောင်ပဲပေါ့เนาะကဲဒါဆိုရင် grammar pattern number 3လေးကဒါပဲဖြစ်တယ်เนาะ noun နဲ့ကပ်တဲ့အခါမှာ not adjective ဆိုရင်လည်းပါ not လေးကိုပအောင်ထည့်ပေးပါ e adjective ဆိုရင်ဒီတိုင်းလေးပဲကပ်ပေးပါကဲလေ့ကျင့်ခန်း key date လှပတော့တော့မတန်ရှင်းတော့ဗောနော်ဒါလည်းမနလေးကိုပအောင်ထည့်ပေးမယ်ခီတဲ့နဟေရဟေရဆိုတာကအခန်းဒါဆိုရင်တန်ရှင်းတဲ့အခန်းဗောနော်ခီတဲ့ခီတဲ့နဟေရနောက်ခုကနိကိယကစီစီကားကဖြစ်တော့ဒါဆိုရင်နိကိယကနောက်မှနထည့်ပေးမယ်နိကိယကနမချီစီစီကားကဖြစ်တဲ့မြို့တို့မဟုတ်ရက်ကွက်ဂန်ခီကျမ်းမာတော့ဂန်ခီနာကိုတို့မဟုတ်ကျမ်းမာတော့ကလေးလေး you make ကြော်ကြတော့ယူမိနဟိတုကြော်ကြတော့လူယေຊုကတိတ်ဆိတ်ငြိမ်သက်တော့ယေຊုကနာမချိတိတ်ဆိတ်ငြိမ်သက်တော့မြို့ဟိမအားလက်တော့ဟိမနာချိကံအားလက်တော့အချိန်ဘန်ရီအစဉ်ပြေတော့ဘန်ရီနာတုခိုရိုအစဉ်ပြေတဲ့နေရာပြောချင်တာတွားရေးလာရေးအစဉ်ပြေတဲ့နေရာမျိုးပေါ့နော်စတေကီစတေကီနာကဘန်နှစ်သက်ဖွဲကောင်းတော့နှစ်သက်ဖွဲကောင်းတော့ဗာလေအေးဒါဆိုအေးအကြီးလေးနဲ့ပတ်သက်ပြီးတော့လေလေ့ကျင့်ကြည့်ရအောင် အိုမိုရှိရို၏စိတ်ဝင်စားဖို့ကောင်းသောအိုမိုရှိရို၏ဟွန်းစိတ်ဝင်စားဖို့ကောင်းတဲ့အစာအုပ်အီအီသို့မဟုတ်ယော၏အီအီဟွန်းသို့မဟုတ်ယော၏ဟွန်းဆိုကောင်းသောကောင်းသောစာအုပ်ပေါ့နော်တကိုက်တကိုက်ရမြင်သောတကိုက်ခပန်ဒီမှာတကိုက်ကဈေးကြီးသောလို့ဘာသာပြန်လိုက်မယ်နော်တကိုက်ခပန်ဈေးကြီးသောအိတ်ရာဆွေဈေးတတာသောရာဆွေဟေယ ဈေးသက်သာသောအခန်းဒါဆိုရင်အိမ်ခန်းငှားတဲ့အခါတွေမှာဈေးသက်သာတဲ့အခန်းကိုပြောတာပေါ့နော်နောက်တစ်ခုအိုရှိရှိစာကောင်းသောအိုရှိရှိဒါပဲမို့လို့စာကောင်းသောအစားအစာအိုခိကြီးသောအိုခိရဲ့ကြီးသောအိမ်ချီဆိုင်သေးသောချီဆိုင်ရင်းကပန်တီတတိလေးပေါ့နော်သေးသောပန်တီဖူရီအိုဟောင်းသောဖူရီခူရမအိုဟောင်းသောကာဒါဆိုရင် adjective နဲ့ noun နဲ့တွဲတဲ့အခါမှာဘယ်လိုလေးတွဲလဲဆိုတာသိပါပြီနော် နာအေဂျီတနဲ့တွဲရင်အလဲပါနာလေးပေါင်းထည့်ပေးမယ်။ ਈ အေဂျီတနဲ့တွဲလို့ဆိုရှင်တော့ဒီတိုင်းပဲကပ်ပေးလိုက်အောင်မယ်နော်။ဆိုတော့ဒီ grammar pattern လေးတွေကိုဒီနောက်မှာခဏနားမယ်ပေါ့နော်။ဒီ lesson A ရဲ့ grammar pattern လေးတွေကအရင်များတဲ့အတွက်ဒီ adjective သင်ခန်းစာလေးမှာပဲခဏလောက်နားမှာဖြစ်ပါတယ်။အဲဆက်ပြီးတော့သင်ခန်းစာမှာဆက်ပြီးတော့တွေ့ကြပါမယ်။ကြမာတာနဲ့ bye bye